မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November 18ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်မောတော်မှာတော်လိုက်တပ်များသိမ်းပိုက်လိုက်တဲ့မောတော်မြို့ကိုပြန်လည်သိမ်းယူရန် Gangrand တိုင်းမှဘိုးချုပ်ကျော်ကျော်ဟန်ကိုနေပြည်တော်စီရုံးကဖိအားပေးထားပြီးတော့မြို့ကိုပြန်လည်သိမ်းပိုက်နိုင်ခြင်းမရှိပါက တိုင်းမူယာရုကနေအဖြုတ်ခံရမှာဖြစ်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ14ရက်နေ့မှာ KNL ဦးဆောင်တဲ့တော်လိုက်တာများကတနင်္လာရီတိုင်းတနင်္လာရီမျိုးနဲ့ခိုင်းမြန်မာနယ်စပ်မျိုးဖြစ်တဲ့မောရောင်မျိုးကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီးတော့စစ်တုံးပန်း43ဦးနဲ့လက်နက်ခဲရအများပြားကိုတော်လိုက်တာများကသိမ်းဆီးရရှိခဲ့တယ်လို့သိရပါပါတယ်။မောရောင်မျိုးသိမ်းပိုက်ခံရပြီးတဲ့နောက်စစ်ရေးအတွက်အဓိကတာဝန်ရှိတဲ့ကန်ရန်တိုင်းမူဗိုလ်ချုပ်ကျော်ကျော်ဟန်ကိုနေပြည်တော်စီရင်က ထူးချိန်စွာတင်ပြခိုင်းပြီးတော့မောရောင်မြို့ကိုချက်ချင်းပြလဲတင်ယူနိုင်ရေးဆောင်ရွက်ရန်စိတ်ခိုင်းထားတယ်လို့သိရပါဗျ။အကယ်၍မောရောင်မြို့ကိုပြလဲတင်ယူနိုင်ခြင်းမရှိပါကတိုင်းမုံယာရုကနေအဖြုတ်ခံရမှာဖြစ်တယ်လို့ပြောဆိုလိုက်ပါတယ်။ဩဂုတ်လ25ရက်နေ့မှာတနင်္လာရီတိုင်းဗိုလ်ပြင်းမြို့အခြေဆိုင်အမတ်73ဆယ်ကိုကဲမှုဌာနချုပ်ကဒုတိယစကားခမှုဘိုးမူကြီးမျိုးတက် KNL ရဲ့တိုက်ခတ်မှုကြောင့်သေဆုံးခဲ့တဲ့အချိန်ကလည်းကန်ရန်တိုင်းမှုဗိုလ်ချုပ်ကျော်ကျော်ဟန်ဟာ ထူးချိန်လွာတင်ပြခဲ့ရတယ်လို့သိရပါတယ်။ဒါ့အပြင် မေလ9ရက်နေ့ကလည်းခိုင်းမြန်မာနယ်စပ်မှာရှိတဲ့ Tiki Bhuha ကိုစစ်ခွေးတပ်ကလက်လွတ်ခဲ့ရပြီးတော့ KNL ကသိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ကန်ယိုရန်ဒေတာတိုင်းစစ်ဌာနချုပ်တိုင်မိုဘိုးချုပ်ကျော်ကျော်ဟန်ဒီကောင်ကအရင်တော့က ဥစ္စာထကြောက်ကြီးပေါ့သူကဇာတိကရခိုင်သားဗျရသေးတော်ဇာတိသူကဘာဖြစ်လဲဆိုတော့မောတော်တနင်းသာရီကနေဆက်မြို့မှာထားတဲ့လုံချုံရေးအင်အားလျော့တာပေါ့နော်အင်အားနေတယ်တိုက်ခိုက်တဲ့အချိန်ကလည်း3-4ရက်လောက်ရှိရသားနဲ့ပြစ်ကူစစ်ကူထိထိရရောက်မပေးနိုင်ဘူးဆိုတဲ့ပုံစံမျိုးနဲ့သူ့ကိုအေးအေးယူခံရမယ့်အနေအထားမျိုးဖြစ်နေပါလေပြီးရင်သူကပထမတစ်ခါတော့ကစအခ73ဒုစအခပူပေါ့နော်လမ်းမှာပြစ်ခတ်ခံရပြီးတော့သေဆုံးသွားတာရှိပါနဲ့ အဲ့ဒီရဲ့တော့လည်းစိတ်ခွေးတွေကအစာမကြေဘူးပေါ့အဲ့ဒါကြောင့်မလို့သူ့ကိုအေးအယူမဲ့အနေအထားမျိုးဖြစ်နေပါလေဒါပေမဲ့ဒီဘိုးချုပ်ကြီးနိုင်နိုင်ဦးပါစထနဲ့ဘိုးချုပ်ကြီးနိုင်နိုင်ဦးတို့ကလည်းတောင်ခန်းအထီကိုတူသွားပြီးတော့စစ်မျက်နှာထိုင်လိုက်ရတယ်လို့သူ့အနေနဲ့လည်းတခုခုလုပ်ပြရတော့မယ်သူမောတော်ကိုပြန်ယူနိုင်မလားဒီဘက်သူတို့တနင်္သာရီတိုင်းထဲမှာဆိုရင်ရွေးကောက်ပွဲမလုပ်နိုင်ဘူးဆိုတဲ့မျိုးနဲ့မပါဘူးပေါ့နော်အဲ့ဒီတော့ကွက်ပြေးနေနိုင်မလားအဲ့ဒီလိုအနေအထားမျိုးကြုံနေရပါလေနင်းနေတော့ပြုတ်စော်နံသွားပါလေဒါပေမဲ့ ။ "तू ပဲမောတော်ကိုပြန်ယူနိုင်မလား။အာမခံနိုင်မှုရှိမရှိ၊ तू စစ်တိုင်းမှုနေရမြဲမမြဲပေါ်မဟုတ်ရင်တော့ပြုတ်မဲ့အနေထားမျိုးလိုကြားနေရတယ်လို့စီရီယံဗိုလ်ကြီးဇင်ယောကသုံးသပ်ထားပါတယ်။နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကတော့ဗိုလ်ချုပ်ကျော်ကျော်ဟန်ကိုနေပြည်တော်စစ်ရုံးကသတိပေးမှုများရှိနေတာမှန်ကန်ကြောင်းပြောဆိုထားပါတယ်။ဒါပေမဲ့တိုင်းမှုကစစ်ခွေးကောင်းဆောင်မင်းအွန်လိုင်းကိုတစ္ဆာခံတဲ့သူဖြစ်တဲ့အပြင် တိုင်းရင်းသားလည်းဖြစ်နေတဲ့အတွားစေကောင်းဆောင်ကသဘောကျတဲ့သူဖြစ်တယ်လို့သိရပါဗျ။အပြောင်းလဲဖြစ်နိုင်မဖြစ်နိုင်ကတော့တိုင်းမိုးအနေနဲ့နေပြည်တော်စေယုံကစစ်ကြေးနမ်းမဲ့စီရေးရလတ်များကိုပြန်လဲဖော်ဆောင်နိုင်ဖို့လိုအပ်ကြောင်းသုံးသပ်ပြောဆိုထားပါဗျ။သူ့ကိုတော့နောက်ဆုံးသတိပေးခြင်းနဲ့နောက်ဆုံးအခွင့်အရေးပေးတဲ့သဘောတော့ရှိတယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ Freegan တိုင်းစစ်ဌာနချုပ်လက်အောက်မှာရှိတဲ့ချမ်းပြည်နယ်အရှိပိုင်းမိုင်းမြင့်မြို့နယ်ရဲ့ချင်းနန်တပ်ရဲ့အမှတ်928ကဘိုးကြီးဖြိုးကိုကိုကျော်နဲ့သူ့ရဲ့မိန်းမနရီညာဝင်းတို့ကအွန်လိုင်းမှာငွေစုတယ်ဆိုပြီးတော့ရှယ်ယာရှင်များကိုခေါ်ယူပြီးတဲ့နောက်ရှယ်ယာငွေသိန်း3000ကျော်ကိုလိမ်လည်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်တပ်ကတော့အပတ်စဉ်60နှစ်ကျောင်းစဉ်ဘိုးကြီးဖြိုးကိုကိုကျော်မှာ ခမရ9နှစ်ရှစ်မှာတာဝန်ထမ်းဆောင်နေတဲ့အချိန် online ကနေတဆင့်ငွေစုတယ်ဆိုပြီးတော့ရှယ်ယာရှင်များကိုခေါ်ယူခဲ့တယ်လို့သိရပါဗျ။အခုလိုရှယ်ယာရှင်များကိုခေါ်ယူရမှာသူ့ရဲ့မိန်းမဖြစ်သူနရီညာဝင်းရဲ့ဘဏ်အကောင့်များနဲ့ငွေစုတဲ့ရှယ်ယာများကိုလက်ခံခဲ့တယ်လို့သိရပါဗျ။အဲ့ဒီနောက်ရှယ်ယာငွေစုတဲ့ဝေကျင်းတဲ့အမြန်များကိုပုံမှန် ပေးဝေနေရာကနေရှယ်ယံဝေပမာဏဟာတိန်ထောင်ချီဖြစ်လာတဲ့အခါကျမှမြေသီးအမြတ်ဝေစုကိုမှလုံးဝမပေးတော့ဘူးလို့သိရပါတယ်။ဒါကြောင့်ရှယ်ယံဝေထက်ဝင်သူများက၎င်းတို့ထက်ဝင်လာတဲ့ငွေကြေးများကိုပြန်လည်ပေးရရန်တောင်းဆိုတဲ့အခါမှာအားလုံးကိုတပ်ပြစ်မယ်ဆိုပြီးတော့၎င်း PDF ထပ်ဖို့ဆိုပြီးနာမည်တပ်ပြီးဖမ်းဆီးပြီးအစဖြောက်မယ်ဆိုပြီးတော့၎င်း အမျိုးမျိုးချင်းချောက်ပြောဆိုနေကြောင်းသိရပါဗါတယ်။အွန်လိုင်းမှာ share စုချင်းစုပြီးတော့လင်းရောမရရောအဲ့ဒီငွေတွေကိုတုံးဆွဲပြီးတာဝန်မယူပဲစုချင်း share ပါတဲ့သူတွေလာတောင်းရင်လည်းဖမ်းလိုက်မယ်အစဖြတ်ပြင်မယ်ဆိုပြီးတော့ချင်းချောက်ပါတယ်။အားလုံးပါသွားတာကငွေချက်သိန်း3000ကျော်ပါတယ်။မိမကလိန်နေလင်းက share ရှင်တွေကိုနင်းတို့ကိုအကုန်ဖမ်းပြီးတော့အသက်ပါဖြောက်ပစ်လိုက်လို့ရတယ်လို့ချင်းချောက်နေကြောင်းလိန်လေခန်းသူတို့ကပြန်လဲပြောပြထားပါဗါတယ်။ ခမရငါးနှစ်ရှိကဘိုးကြီးဖိုးကိုကိုကျော်နဲ့သူ့ရဲ့မိမနဒီမြောင်ဝင်းတို့ရဲ့လိန်လယ်မှုကိုခံနေရတဲ့ပြည်သူအရေးအတွက်ဟာအယောက်90ဝန်းကျင်ရှိတယ်လို့သိရပါတယ်။သဆိုင်ရာတိုက်ရင်မှုတိုင်းမှုများထံကိုတိုင်ကြားတော်လဲဘာအရေးယူမှုမှမရှိဘူးလို့ပြောပါတယ်။ခမရငါးနှစ်ရှိတက်ကအပတ်စဉ်48ကျောင်းစင်းစစ်အရာရှိကြီးတွေကိုအဘလေးရဲ့ IO ကငွေတွေလိမ်နေတယ်လို့တိုင်တော့လဲသူကဘာမှအေးမယူဘဲနဲ့နေတယ်အဲ့ဒီတော့ဘိုးကြီးဆိုတဲ့ကောင်ကရှယ်ယာရှင်တွေအကုန်လုံးကိုနင်တို့ကိုအကုန်ဖမ်းပြီးတော့အသက်ပါဖြောက်ပလိုက်လို့ရတယ်ဆိုပြီးချင်းချောက်ပြောဆိုနေတယ်လို့လိမ်လည်ခံသူတဦးကခမှန်ပြောပြထားပါတယ်ဘိုးကြီးဖြိုးကိုကိုကျော်ဆိုတဲ့အောက်တန်းစားနဲ့သူမိမဖာတမနဒီမြာဝင်းတို့ကငွေချင်းများကိုတိမ့်ထောင်ချီလိမ်လည်ပြီးတဲ့နောက်ရွေးကွက်များဝယ်ခြင်းကားများဝယ်ခြင်းစတာတွေကိုတုံးဆွဲပြီးတထေးလိုတုံးဆွဲနေထိုင်နေကြကြောင်းတရင်ရရှိပါတယ်ခမောင်း ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်အစီအစဉ်သတင်းကတော့မကွေးတိုင်းပေါ့မြုံနယ်တောင်ပိုင်းကိုစစ်ကြောင်း၃ကြောင်းခွဲပြီးတော့ဝင်လာတဲ့အကြမ်းဖက်စစ်ခွေးများတိုက်ခိုက်ခံရပြီးအများပြားတေဆုံးလာလက်နက်ခဲယမ်းတွေကိုလည်းသိမ်းဆည်းရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ၃ရက်နေ့ကပေါ့မြုံနယ်အတွင်စစ်ကြောင်းထုတ်လာတဲ့မိထီလာအခြေစိုက်တပ်မ69လက်အောက်ခံအမှတ်74အမှတ်79နဲ့ ခမရတရားကိုတည်ရင်သုံးရင်ပူပေါင်းအင်အား150လောက်ရှိတဲ့စစ်ကြောင်းနဲ့ပေါင်းညွန်နယ်ပြည်သူ့ကာကွယ်အဖွဲ့တို့ကြောက်ကာချေးွာနီးမှာထိပ်ွေတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ခွေး10កောင်တေဆုံးကအလောင်းတွေကိုတိုက်ပွဲဖြစ်တဲ့နေရာမှာပဲဆွန့်ပစ်ထားခဲ့ပြီးတော့ဂံရရတဲ့သူတွေကိုတော့ခန်းစင်နဲ့တဲယူကပင်းတော်ရွာကိုပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုပေါင်းညွန်နယ်ပြည်သူ့ကာကွယ်အဖွဲ့ပေါ့ပါကောက်ဖာနဲ့ MGY PDF တို့ကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဒါအပြင် နိုဗ ెంబ ာလ9ရက်နေ့ကတမ69လောက်ခန့်အချမ်းမဲ့စစ်ခွေးတွေဟာအင်အား130လောက်နဲ့ပေါင်းမြုံနယ်တောင်ပိုင်းတီးချောက်ရွာကနေအရှိတ်ဘက်ကိုစစ်ကြောင်းထိုးလာတဲ့အချိန်တော်လိုင်းပူပေါင်းတပ်တွေနဲ့ရောချောင်းတနင်္လာမှာတိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။အဲ့ဒီတိုက်ပွဲမှာလည်းစစ်ခွေး9ကောင်လောက်တိုက်ဆုံသွားတယ်လို့သိရပါတယ်။စစ်စင်ရေးအတွင်းမှာစစ်ခွေးတွေစီက MA1 နလန် MA2 တလန် MA3 တလန်ကာဝိုင်တနက်တလန် MA ဘဝိုင်း3ခု MA ဘောက်19ခုကြီးမျိုးမျိုး1500ခန်း60မမ5ဖူး RPG 9ဖူးအီနာက10ဖူးတိုင်မိုင်း6လုံးနေမိုင်း5လုံးစလင်မိုင်း5လုံးလက်ပြပုံ6လုံးဆက်သွယ်ရေးဆက်အကြီးတစ်လုံးစကားပြောဆက်2ခုကွန်ပျူတာ1လုံး Bluetooth ဘောက်1လုံးရေကြိုက်1လုံးဓာတ်3လက်ဖုန်း1လုံးစစ်သုံးကြောဘုတ်8 73လုံးပေါက်ဆိုလာ2ခုမီးကြိုးခွေ3ခုပါဝါဘန့်1လုံးနဲ့ဆက်ဆက်ပစ္စည်းတွေကိုတင်စီရမိခဲ့တယ်လို့သိရပါတယ်၎င်းတိုက်ခတ်မှုကိုပေါင်းညွန့်နဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ပေါက်ပတ်ကဖာ ေါက်ဆိတ်ဖြူတရင်စုဖွဲ့မှုနဲ့ပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါရယ်ခင်ဗျောင်းနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းအရောအာနာသိန်းကာလာအတွင်းမှာစံဖို့ပါတီဝင်အယောက်တထောင်ကျော် အသက်ခံခဲ့ရကြောင်းပါတီဥက္ကဋ္ဌခေဟီကနိုဝင်ဘာလ23ရက်နေ့မှာနေပြည်တော်ဇေယသီရိမြို့နယ်ကစစ်မှုရန်ဟောင်းအဖွဲ့ဝင်များနဲ့တွေ့ဆုံရမှာပြောဆိုလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အဲ့ဒီတွေ့ဆုံပွဲမှာပြောဆိုတဲ့ရုပ်သံဖိုင်ကိုနိုဝင်ဘာလ25ရက်နေ့မှာစံဖို့ပါတီကဖော်ပြခဲ့ရမှာဥခင်ကြီးကအခုလိုမျိုးပြောဆိုသွားပါတယ် တမရိုးထောက်ကမင်းပြည်ခိုင်ကျိုးပါတီဘုံဝင်ဖြစ်လို့ရှင်အသက်ခံရဖို့လို့ဖြစ်တယ်ငါနဲ့မတူဘာရန်သူလို့ဖြစ်နေတဲ့သဘောရှိဟုတ်တယ်မလားကျွန်တော်ကပြောကျွန်တော်ပါတီမှာတထောင်ကျော်တည်သွားပြီအဲ့ဒီလူတွေအတွက်သူတို့ကဘာဆန္ဒတွေရှိကြမလဲသူတို့ဝိညာဉ်လောကကိုကြောက်ပါတယ်ပုံပုံမြင်မာတဲ့နေရာတခုအေဂျင့်နဲ့ဘွားတခုသူတို့လူချင်းကြမှာသူတို့အတွက်ကျွန်တော်ကဘာလုပ်ပေးဖို့လိုတယ် တို့ကတဲ့နော်ပိဆက်ပေးဖို့လို့အဲ့ဒီနောက်မှာတော့ခီကကျမ်းဖို့ပါတီအတွက်မဲဆွဲစည်းရုံးခဲ့ပါသေးတယ်။ကျမ်းဖို့ပါတီဟာပြီးခဲ့တဲ့2022ခုနှစ်မက်လကလေးကအသက်ခံရတဲ့ပါတီဝင်များအတွက်အထင်းအမှတ်ကြောက်တိုင်ဆိုပြီးတော့ကြောက်တိုင်တစ်ခုကိုနေပြည်တော်မှာရှိတဲ့ကျမ်းဖို့ရုံးမှာစိုက်ထူခဲ့ဘူးလေလို့ပြောပါရယ်။အဲ့ဒီကြောက်တိုင်ဖွင့်ပွဲမှာအဲ့ဒီအချိန်ကကျမ်းဖို့ဥက္ကဋ္ဌတန်းသေးကအာနာသိမ့်ပြီးတဲ့အချိန်ကစပြီးတော့2022ခုနှစ်မက်လ26ရက်နေ့အထိကျမ်းဖို့ပါတီဝင်နဲ့ဝင်းရံထောက်ခံသူပေါင်း 1329ဦးသေဆုံးခဲ့တယ်လို့ပြောဆိုခဲ့မှုပါတယ်။ဒါအပြင်အဲ့ဒီကြောက်တိုင်းမှာအစိုးရ NLD ပါတီရဲ့အာဏာမမ်းမှုကြောင့်ဖြစ်ပေါ်လာတဲ့အကြမ်းဖက်ဆက်နစ်ဆိုးမှာတားကောင်ဖြစ်ခဲ့ရခြင်း အတွက်ချမ်းဖို့ပါတီအနေနဲ့ပါတီဝင်များရဲ့မိသားစုနဲ့အတူထပ်တူကြေကွဲဝမ်းနည်းရပါတယ်ဆိုပြီးတော့ဝေးကောက်ခံရတော့လဲအာဏာသိမ်းဖယ်ရှားခံခဲ့ရတဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကိုအပြစ်တင်စကားထည့်သွင်းရေးထိုးခဲ့ပါတယ်။ 2020ပြည့်နှစ်အထွေထွေရွေးကောက်ပွဲမှာ NLD ပါတီနဲ့ကျန်းဖို့ပါတီကမဲဆန္ဒနယ်များအလုံးနီးပါးမှာဝင်ရောက်ရှင်သန်ခဲ့ရာကျန်းဖို့ပါတီက90နေရာသာအနိုင်ရပြီး NLD ပါတီကမဲဆန္ဒနယ်920မှာအပြတ်အသတ်အနိုင်ရရှိခဲ့တယ်လို့သိရပါတယ်။သို့တော်လည်းအခုလိုအနိုင်ရရှိခြင်းဟာမဲမတမာမှုကြောင့်ဆိုပြီးတော့ ကျန်းဖို့နဲ့အောက်တန်းစားစစ်ခွေးတွေကစွတ်စွဲခဲ့ပြီးတော့လွတ်တော်ခေါ်ယူကျင်းပမဲ့2020ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာမဲဆင်းရင်ကိုအကြောင်းပြကစစ်ခွေးတပ်ကအာဏာသိမ်းခဲ့တယ်လို့သိရပါဗျ။လက်ရှိမှာစစ်ခွေးတပ်ကနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ရဲ့ထိပ်ပိုင်းခေါင်းဆောင်များကိုဖမ်းဆီးထောင်ချထားပြီး NLD ပါတီကိုဖျက်သိမ်းကြောင်းကြေညာထားကလာမယ့်ဒီဇင်ဘာလမှာ၎င်းတို့ခွင့်ပြုထားတဲ့ပါတီများနဲ့ရွေးကောက်ပွဲလုပ်ရန်စီစဉ်နေရာကျန်းဖို့ပါတီကကိုယ်စားလှယ်လောင်းအင်အားအများဆုံးနဲ့ဝင်းရောက်ရှင်ပြန်ရန်စည်ရင်ပေးထားတယ်လို့သိရပါတယ်။အာနာသိန်းကာလာအတွင်း NLD ပါတီဝင်းရောက်ဟာလည်းစစ်ခွစ်တဲ့ရဲ့ဖမ်းဆီးတပ်ဖြတ်ခံရခြင်းအချင်းအောင်များမှာတေဆုံးခြင်းတို့ရှိခဲ့ပြီးတော့ပြည်သူများအနေနဲ့လည်းဒီကြောင်တက်ခိုက်ခံရခြင်းများအပါအဝင်စစ်ခွေးတိုက်ရဲ့တက်ခိုက်မှုများကြောင့်တေဆုံးမှုများနေ့စဉ်ဖြစ်ပွားလျက်ရှိတယ်လို့သိရပါဗျ။ နိုင်ငံရေးအကျဉ်းသားများကူညီဆောက်ရှောက်ရေးအသင်း AAPB ရဲ့ထုတ်ပြန်ချက်အရအာနာသိန်းကာလ2022ခုနှစ်ကနေ2025ခုနှစ်နိုဝင်ဘာလ14ရက်နေ့အထိစစ်ခွေးတိုက်နဲ့၎င်းတို့ရဲ့အောက်တန်းစားလက်ပါစီများကြောင့်တည်ဆုံးခဲ့ရတဲ့ဒီမိုကရေစီအရေးလှုပ်ရှားသူနဲ့ပြည်သူစုစုပေါင်းမှာ9400ကျော်ပြီဖြစ်ကြောင်းသိရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းရေဦးခင်ဦးနဲ့ကံဘလူမျိုးနယ်ဇက်တီမှာတိုက်ပွဲတွေကြောင့်ကျေးရွာပေါင်း20ကျော်ကဖွပြေးတိမ်းရှောင်နေရပြီးတော့စစ်ပေးဆောင်ပြည်သူတွေဟာအခုကြီးလိုအပ်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လိုဗာမာလာဒုတိယပတ်အတွဲမှာဖြစ်ပွားခဲ့တဲ့ရေဦးခင်ဦးနဲ့ကံဘလူနယ်ဇက်ကတိုက်ပွဲတွေကြောင့်ရေဦးနဲ့ခင်ဦးနယ်ကကြောက်တိုင်းကြည်စုကံဘလူနယ်ကဝတ်တို အိုင်ပေါင်းဆောင်ရင်းတိုက်ခင်ဦးနယ်ကငားယုံကြီးရှားတော်မုံလာကာဝတိမြင်းကြတရက်ကုန်းကျွန်းတော်ကြီးကျွန်းတော်လေးဥယင် မကြီးအုပ်ရာတော်မြင်းတော်တရက်ပင်စုအင်းတိုင်းလေးတောင်မြောက်တတဗရောင်ကားစိတ်ရွာတွေကဒေသခံတွေဟာထွက်ပြေးတိမ်းရှောင်နေရကြောင်းခင်ဦးမြို့နယ်သတင်းမှန်ကြံကြားရေးအဖွဲ့ကပြောကြားထားပါတယ်။နိုဝင်ဘာလ16ရက်နေ့ကလည်းအင်အား300လောက်ပါတဲ့စစ်ခွေးစစ်ကြောင်းဟာကြောက်တန်ရွာကိုဝင်းရောက်မိရှုဖျက်ဆီးခဲ့ကြောင်းခင်ဦးမြို့နယ်သတင်းမှန်ကြံကြားရေးအဖွဲ့ကပြောပါတယ်။ ရက်ရှိလာတာနဲ့အများစစ်ဆောင်တွေအတွက်နေစရာစားစရာအခက်အခဲတွေများလာတဲ့အပြင်စောင်းရသည့်အကူပြောင်းမှာကျန်းမာရေးမကောင်းတဲ့သူတွေများလာတယ်လို့သိရပါဗျ။ နေစရာကလည်းဖြစ်တယ်လို့တိန့်ဆောင်နေရတဲ့အတွက်ကြောင့်ကိုဝင်စဲမိခင်များကလေးတငယ်များနဲ့တကြီးရွယ်အိုများအ धिक နာမကျန်းဖြစ်မှုတွေရှိနေတယ်လို့အထက်ပါအဖွဲ့ကပြောပြထားပါတယ်။လိုဗာမာလာ၁၂ရက်နေ့ကကမ်ဘလူမျိုးနယ်ကနေခင်ဦးဘက်ကိုစစ်ကြောင်းထိုးလာတယ်။အင်အားတရာကျော်ပါတဲ့တပ်မ33လက်အောက်ခံစစ်ခွေးစစ်ကြောင်းကိုတော်လိုင်းအဖွဲ့ကတိုက်ခိုက်ခဲ့ရာစစ်ကြောင်းပြတ်ပြီးတော့စစ်ကြောင်းမှုအပါအဝင်စစ်ခွေးအကောင်50လောက်တိတ်ဆုံးကစစ်တုံးပန်း15ဦးနဲ့တကွာလက်နက်ခဲရနေကိုတိတ်စီရရှိခဲ့ကြောင်းတရင်ရရှိပါတယ်ခမောင်း အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်ဆန်တဲ့စိုးကြီးရဲ့လက်အောက်ကနေလေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ